ကျွန်တော်ကျော်စင်ဖန်ရဲ့တပတ်စာပေးတင်လေးလက္ခဏာတွေရတရားတွေစသည်အားဖြင့်အဲ့လိုဟာမျိုးတွေကိုအပတ်စဉ်အပတ်စဉ်အမြဲတမ်းလိုလိုနားထောင်နေကြကုန်သောကြည့်ရှုနေကြကုန်သောခုနှစ်သားမီးပေါင်းကျမ်းမာချမ်းသာလူအဆန္ဒပြည့်ဝပါစေလို့ပထမဦးစွာကျွန်တော်ကျော်စင်ဖန်ကဆန္ဒပြုပါတယ်ဗျာအဲ့တော့မိတ်ဆွေတို့ကိုဒီနေ့မှာကျွန်တော်ဘာလို့အကြောင်းအရာလေးတွေပြောပြခြင်းလဲဆိုလို့ရှင်အိမ်တော်ရေးလမ်းကြောင်း အဲ့တော့အိမ်တော်ရေးလမ်းကြောင်းလက္ခဏာပါတာရမှာအိမ်တော်ရေးလမ်းကြောင်းဆိုတာဒီနေရာလေးမှာအိမ်တော်ရေးလမ်းကြောင်းဆိုတာရှိတယ်အဲ့ဒီနေရာလေးမှာတကြောင်းနဲ့တူတူလေးဖြစ်နေတယ်ဆိုလို့ရှင်တော့ဘဝမှာအိမ်တော်ရေးနဲ့ပတ်သက်ပြီးတူလဲတူတယ်တကြောင်းနဲ့လည်းဖြစ်နေတယ်ဆိုလို့ရှင်ရင်အဲ့ဒီလူတွေအဖို့မှာအိမ်တော်ရေးမှာအိမ်တော်တော့ကြမယ်ဒါပေမဲ့အိမ်တော်ရဲ့ตายာမှုပျော်ရွှင်မှုအိမ်တော်ဘက်ကယူရမှုကောင်းကျိုးအပြားပြားမခံစားရဘူးကိုယ်ကလည်းအဲ့အိမ်တော်ဘက်အပေါ်ကို မေတ္တာနဲ့ပတ်သက်ပြီးတစ်ခါတစ်ခါစိတ်ကုန်စရာတွေစိတ်တူစရာတွေစိတ်နာစရာတွေအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမှမဟုတ်ဘူးဒီနေရာလေးမှာနှစ်ချောင်းပြိုင်နေတယ်မြင်းချောင်းလေးနှစ်ချောင်းပြိုင်နေတယ်ဆိုကြပါစို့အဲ့လိုမျိုးမြင်းချောင်းလေးနှစ်ချောင်းပြိုင်နေတယ်ဆိုလို့ရှိရင်တော့အဲ့ဒါအိမ်တော်20ကျုံရတာနှစ်ယောက်ကိုအတူတူပေါင်းရတာအဲ့လိုဟာမျိုးဖြစ်တတ်တဲ့အပြင်အဲ့အိမ်တော်ကြီးလမ်းချောင်းလေးရဲ့အပေါ်တက်တက်လေးမှာသူ့ရဲ့အပေါ်ကတ်လျက်ပေါ့အဲ့တော့လမ်းချောင်းအတူလေးပါမယ်ဆိုလို့ရှိရင်တော့ သူကအိမ်ကြီးပေါ်မှာအိမ်လေးဆင်တယ်လို့ခေါ်တယ်နောက်ထပ်အမြောင်အစွဲအငဲအနှောင်းစသည်အားဖြင့်အဲ့လိုဟာမှုတွေဂျုံတွေးရတတ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီအိမ်တော်ကြီးလမ်းကြောင်းကြီးကအရန်ရှည်နေတယ်ဖြောင်းတန်းနေတယ်ဆိုလို့ရှိရင်အရှည်ကြီးဖြစ်နေတယ်ဖြောင်းပေါင်တန်းတန်းဆိုလို့ရှိရင်အဲ့ဒါကြီးတော်သူကနေဘယင်ကတော်ဖြစ်စေတယ်ဆိုတဲ့လမ်းကြောင်းပဲเนาะ အဲ့တော့ဘလောက်ပဲဆင်းရဲနှုံချတဲ့မိန်းကလေးဖြစ်နေပါစေအဲ့ဒီအိမ်တော်ကြီးလမ်းကြောင်းရှိရှိလေးပါမယ်ဖြောင်းဖြောင်းတန်းတန်းလေးပါပဲအပြည့်အနာစာကင်းစင်တယ်ဆိုလို့ရှင်တော့ကျင်းသေးတယ်သူကလင်ကောင်းသားကောင်းရမယ်ဩစာအာနာကြီးမားတဲ့သူချမ်းသာကြွယ်ဝတဲ့သူပြည့်စုံတဲ့သူသူ့ရဲ့ဘဝမှာအိမ်မက်တောင်မမက်ဘူးတဲ့ဥစ္စာပစ္စည်းကျင်နာယူရနှွေးထွေးမှုနာမည်ကုန်သတင်းစသည်အားဖြင့်အဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးသတင်းကြီးမယ်အောင်မြင်ကြကြမယ်စိတ်ချမ်းသာစရာတွေကြုံမယ်တစ်ဖက်လူက အန်အောလောက်အောင်ကိုသူ့ရဲ့အိမ်တော်ကြီးမှာตายာချမ်းမြေပဲပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်တတ်တယ်။အဲ့ဒါလို့မဟုတ်ဘဲနဲ့အိမ်တော်ကြီးလမ်းကြောင်းကဒီကနေတော့လာတယ်။လာပြီးတော့ဒီအောက်ကိုငိုက်ဆင်းသွားတယ်။နော်ဒီအောက်ကိုဒီအောက်ကိုကွေးကွေးလေးပေါ့ဗျာ။ဒီအောက်ကိုငိုက်ဆင်းသွားတယ်ဆိုလို့ရှိရင်တော့အဲ့ဒါတသက်လုံးမစုံစည်းနိုင်တဲ့သူကိုသတိရစိတ်တွေဖြစ်ပေါ်ပြီးတော့လွမ်းမိုးဆွေထံလမ်းကြောင်းတဲ့။မိုးဆွေတယ်တဲ့။မိုးဆွေတယ်ဆိုတော့9ရက်9လီပေါ့။မပြတ်တော့ဘူးရွာတာ။စနေမိုးလို့ဟာမျိုးပေါ့။ စနေနေ့မှာမိုးရွာရင်မပြတ်တော့ဘူးတပတ်လုံးရွာတတ်တယ်အဲ့ဒီအတိုင်းပဲအိမ်တော်လေးလမ်းကြောင်းမှာအဲ့ဒါလိုရှည်ရှည်ကွေးကွေးလေးဖြစ်နေတယ်ဒီမှာရှိတဲ့နှလုံးလမ်းကြောင်းကိုဖောက်ပြီးတော့ဒီအောက်ကိုဆင်းသွားတယ်ဆိုလို့ရှိရင်တော့အဲ့ဒါကျင်းသေးတယ်အဲ့ဒီလူကအလွမ်းဆွေးသမားသူ့ရဲ့ဘဝမှာတသက်လုံးမစုံစည်းနိုင်တဲ့သူကိုသတိရစိတ်တွေဖြစ်ပေါ်တယ်အဲ့တော့အဖွားကြီးအဖိုးကြီးဖြစ်တဲ့အချိန်ထိเนาะမမေ့နိုင်ဘူး မီးဥရတဲ့အထိမမိနိုင်ဘူးဆိုတဲ့ပန်ရောစင်မျိုးတွေသူ့ရဲ့ရင်ထဲမှာရှိနေတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့ရဲ့လက်ကလေးကိုပြန်ကြည့်ပါငါ့ရဲ့ချစ်ချင်းမြတ်တာငါ့ရဲ့အိမ်တော်ကြီးလမ်းကြောင်းငါ့ဘဝမှာကောင်းမှလားဆိုးမှလားဘလို့ဟာမှုတွေကြုံမှလဲအပြူကြီးဖြစ်မှလမ်းကြောင်းလားအပြူကြီးဖြစ်မှလမ်းကြောင်းကတော့ဒီပုံစံမျိုးလာတယ်လာပြီးတော့ तू ကအပေါ်ဘက်ကိုကော့တက်သွားလာเนาะအဖျားလေးอ่ะအဲ့ဒါဆိုလို့ရှိရင်တော့ကျင်းသေးတယ်ဘလို့နီးနေမှာသူ့ရဲ့ဘဝမှာအိမ်တော်ကြီးကံလုံးဝမပါနိုင်ပါဘူး အဲ့တော့အထီးကျန်မှုတွေဂျုံမှာပေါ့အဲ့ဒါလိုဟာမှုတွေဖြစ်တတ်တယ်အဲ့တော့ဒါကနာမည်နဲ့လဲဆိုင်တယ်သူ့ရဲ့ဖွားစာတာနဲ့လဲဆိုင်တယ်လက္ခဏာမှာလဲကြည့်ရမယ်အဲ့သုံးမျိုးစလုံးပေါင်းဆက်ပြီးသိကြပြီဆိုလို့ရှင်တော့ဂျင်းတွေကိုအဲ့ဒါအပြူကြီးဖြစ်မဲ့လူမျိုးကြီးဖြစ်မဲ့ဇာတာပဲเนาะလက်ပိုင်ရှင်ပဲအဲ့တော့ဒီနေ့အဖို့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့လက္ခဏာဘာသာရက်နဲ့ပတ်သက်လို့ရှင်ရင်နောက်ထပ်နောက်ထပ်တွေလဲကျွန်တော်ခေါင်းထဲမှာပေါ်ရင်ပေါ်သလိုကျွန်တော် လာရောက်ပြီးတော့တင်ပေးมาဖြစ်ပါတယ်။ကဲကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာလူဝဆန္ဒပြုပါပါစေလို့ဆန္ဒပြုပါတယ်။ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်။အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့နေ့လယ်7:00နာရီကနေ7:00နာရီခွဲကိုဖုန်းဆက်ပါနာမည်စင်းပေးပါ။အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တဦးချင်းစီကိုပြန်လဲဟောကြားပေးมาဖြစ်ပါတယ်။ကဲအားလုံးကျွန်တော်မိတ်ဆွေပေါ့ကျမ်းမာချမ်းသာလူဝဆန္ဒပြုပါပါစေလို့ဆန္ဒပြုပါတယ်ဗျာ။